အားလုံးမင်္ဂလာပါကျွန်တော်ယခုပြမှာတော့သုံးလေးသီလေးကြားနိုင်တာကိုပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့၄ခု၅ခုနဲ့မှာ84 85မှာဆိုလို့ရှိရင်ဥမာဒီလိုကျွန်တော်တို့သုံးလေးစီးရရှစ်ထိပ်စီးဆိုပြီးတော့ပါဝါပေးတော့ပါတယ်အဲ့လိုမျိုးတစ်ချိန်ပေးပါတယ်အဲ့လိုပဲကျွန်တော်တို့84 85မှာကြီးမှာဆိုလို့ရှိရင်လည်း၅အုံရဆိုပြီးတော့ပါဝါပေးတော့ပါတယ် တော့94 95မကြည့်မယ်ဆိုလို့ရှိရင်လေဒါရှေ့ထက်ကအသုံးလေးဆိုပြီးတော့ပေါ်ပြီးတော့ပါတယ်2004 2005မှာကြည့်မယ်ဆိုလို့ရှိရင်လေကိုထက်က၄လေးဆိုပြီးပေါ်ပေါ်ပြီးတော့ပါတယ်နောက်2014 2015မှာကြည့်မယ်ဆိုလို့ရှိရင်လေ3လေးက8လေးဆို8လေးဆိုပြီးပေါ်ပေါ်ပြီးတော့ပါတယ်2024 2005မှာဆိုလို့ရှိရင်ဒီလိုဇောင်းပေါ်ပေါ်လေးတွေဟာမပြီးသေးပါဘူး ီလိုဇောင်းပါဝါလေးတွေဟာမပေးသေးတာဖြစ်သည့်အတွက်ဒါယခုပွဲမှာဒီသုံးရည်လေးရပေးဖို့ရအားကောင်းပါတယ်ဒီမှာကျွန်တော်တို့ရှစ်ထည့်ကသုံးရည်ဆိုပြီးဒါပေးဖို့ရလေးရအားကောင်းပါတယ်နောက်တစ်ခါကျွန်တော်တို့80လေး85မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ ဒါရှစ်ထိပ်ကသိန်းသုံးသုံးနေဆိုပြီးတော့ဒီလိုဘေးကျွန်တော်တို့ပြထားပါတယ်ဒီမှာ84 85မှာကြည့်မယ်ဆိုလို့ရှိရင်လေ9ထိပ်ကသုံးရထိပ်ဆိုပြီးပါဝါပြထားပါတယ်နောက်94 95မှာကြည့်မယ်ဆိုလို့ရှိရင်လေသုံးထိပ်ကရှစ်ထိပ်ဆိုပြီးပါဝါပြထားပါတယ်နောက်2000 2005မှာကြည့်မယ်ဆိုလို့ရှိရင်လေရှစ်ထိပ်ကသုံးထိပ်ဆိုပြီးပါဝါပြထားပါတယ်နောက်2015 2014-2015မှာကြည့်မယ်ဆိုလို့ရှင်လေရှေ့တကအတွင်းလေးဆိုပြီးပါပါပြတာပါတယ်။နောက်2024-2025မှာဒီလိုဘေးတိုက်ပါဝါမပေးသေးပါဘူး။အဲ့လိုမပေးသေးတာဖြစ်စီတွေ့ရခုဘက်မှာဒါရှေ့တကအတွင်းလေးဆိုပြီးပေးဖို့ရာတွင်းလေးစီလေးကအားကောင်းပါတယ်။အဲ့ဒါလေးကိုကျွန်တော်ပြလိုက်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ဒါရှစ်ပိတ်လေးပေါ့အဲရှစ်ပိတ်လေးဒီဒီမှာကျွန်တော်တို့9ပိတ်3 2 3 4 9က6နှစ်ခက်6ပိတ်3 2 3 4 5ဒါ6က10ပါဝါပါ3 2 3 4 5ဒါ10ပိဆိုပြီးတော့ပြီးနိုင်ပါတယ်9က6 6ကပါဝါ1 1ကနှစ်ခက်8ဆိုပြီး9 6 ရှင်းတော်ဘေးကိုဒါပေးနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်ပါဝါခွာလေးကိုပြမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့6လေးနှစ်ပထမဆုံးခွေးရပါတယ်ဒီမှာရှင်းလုံးမောင်းစီနောက်ဘေးလိုကြာတာပါတယ်ပထမပရင်ဖြစ်ပါတယ်သူ့ရဒီဘဘေးလေးမှာပါဝါခွာသုံးတော်တာဖြစ်ဒီတော့သူ့ရဒီဘညာဘက်မှာလဲဒီပါဝါခွာလေးကပြီးနိုင်ပါတယ်အပြီးပြီးမှဆိုလို့ရှိရင်တော့ဒီဘရိတ်ခွန်ကဘရိတ်ခွန်ဆိုပြီးတော့ ေးထားပါတယ်ဒုတိယဖရိမ်မှာလည်း6 4နှစ်ဒုတိယဖရိမ်တည်ပါတယ်ဒီဘက်မှာကျွန်တော်တို့ရှင်းနှလုံးပေါင်းခြင်းဟာနောက်ပိတ်ဆိုပြီးပေးထားပါတယ်ဒီ6 4နှစ်ရဲ့အောက်မှာလည်းပါဝါခွပေးထားပါတယ်သူ့ရဲ့ညာဘက်ဒီမှာကျွန်တော်တို့ကြည့်လိုက်မှာလို့ရှင်လေဒါပါဝါခွလေးပေးထားတာဖြစ်ပါတယ်ဒီမှာ6 4နှစ်ဟာတရရဖရိမ်တည်ပါတယ်သူ့ရဲ့ညာဘက် ေးထဲမှာကြည့်မယ်ဆိုလို့ရှိရင်ဒါရှင်နှလုံးမောင်းတော့ပြီးသုံးထားပါတယ်အဲဒီတော့ကိုလေးနှင်းအောက်မှာဒီမှာကျွန်တော်တို့ပေါဝါကွာသုံးထားပါတယ်သူ့ရဲ့ဒီဘက်မှာလည်းကျွန်တော်ပေါဝါကွာကိုသုံးရင်ပါတယ်ခုနကစိုးစိုးကကျွန်တော်သုံးရည်စီကိုလည်းပြတာပါတယ်တော့ရှစ်ဘေးကိုပြတာဖြစ်ဒီတွေသုံးရည်ရှစ်ဘေးကိုကျွန်တော်သုံးရင်ပါတယ်ဒါပထမဖရီအနေနဲ့ဒါကြည့်လိုက်ရင်ဒါကိုလေးနှင်းတည်တယ်ရှင်နှလုံးမောင်းကြီးကနောက်ဘေးတည်တယ် ဒီမှာပေါဝါခွန်သုံးတယ်ပေါဝါခွန်ပေးပါတယ်ဒါဗရိခွန်ဗရိခွန်အပီးပေးထားပေးထားပါတယ်တကယ်သူ့ရဲ့ပထမဥဆုံးအနေနဲ့ပေးထားမယ်ဆိုလို့ရှိရင်တော့ဒီသုံးချောင်းရှင်ဟာသူ့ရဲ့ဘယ်ဘက်တစ်ချိန်တစ်ချိန်သုံးချိန်၄ချိန်၄ချိန်ရတာဒီရှစ်ချောင်းသုံးကိုပတ်လဲရတာပေးထားပါတယ်ပထမပရင်ပေါ့ဒုတိယပရင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါ၉လနဲ့တဲထားပါတယ် သူ့ရဲ့ညာဘက်မှာဒါရှင်နှလုံးပေါင်းနောက်ပိတ်သုံးတာပါတယ်ကိုးလေးနှစ်ရဲ့အောက်မှာလည်းပေါဝါခွားလို့သုံးတာပါတယ်ဒီညာဘက်ဘေးမှာလည်းကျွန်တော်တို့ပေါဝါခွားသုံးပြီးတော့ဒီဗရိတ်နှစ်ကဗရိတ်နှစ်လို့ပြီးတာပါတယ်သူ့ရဲ့ဘဲဘက်မှာဒီနှစ်သုံးဒါသုံးနှစ်ခွန်ပတ်လေဟုသူပြီးတာပါတယ်စောစောကကိုးလေးနှစ်ရဲ့စောစောကဒီသုံးချောင်းချက်ဒီနှစ်သုံး၄ဒါ၄ချိန်မြောက်က ကနန်းပေါ့ဒီ6လေးနှစ်ရဲ့ဒီဘက်မှာဆိုလို့ရှိရင်1နှစ်သုံးအတူရဲ့ဘက်ဘက်သုံးမြန်ကနန်းပြထားပါတယ်ဒီမှာ6လေးနှစ်တတိယပရင်တဲပါတယ်ဒီမှာရှင်နှလုံးပေါ့ရှင်နှလုံးပေါင်းရင်းဒီနောက်ဘက်လို့ပြထားပါတယ်6လေးနှစ်ရဲ့အောက်မှာလည်းပါဝါခွာသုံးထားပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်စောစောက3ထိပ်8ပိတ်ပြတာဖြစ်သည့်အတွက် ဒါပါဝါခွန်ကကိုက်နေနေပါလေစောစောအတိုင်းကြည့်မယ်ဆိုရင်ဒါဗရင်ငါဗရင်ငါလို့သုံးမယ်ဆိုလို့ရှင်တော့သူ့ရဲ့ဒီဘယ်ဘက်ကကနန်းဆိုရင်တော့ဒါ3 4ရှစ်ကိုလဲဒါထိုးလို့ရပါတယ်ဗရင်ငါဗရင်ငါပေးပြီးတော့ဒါ3 4ရှစ်ကိုလဲနည်းနည်းပါးပါးရန်ထားလို့ရပါတယ်ကျွန်တော်အနေနဲ့တော့ဒါ3 4ရှစ်တော့ရန်ဖို့ရယူထားပြီးတော့ကျွန်တော်အနေနဲ့ကတော့ဒါပါဝါခွန်ပဲ ကျွန်တော်ပိုးကြိုက်ပါတယ်ဒီမှာကျွန်တော်တို့6လေးနှစ်သူရည်ညာဘက်မှာရှင်နှလုံးပေါင်းတော့ဘေး6လေးနှစ်အောက်မှာပါဝါခါသုံးပြီးပါဝါခါကိုပဲပြီးတာပါတယ်6လေးနှစ်အောက်မှာပါဝါခါပြေတော့ပါတယ်6လေးနှစ်ရဲ့ဒီညာဘက်မှာရှင်နှလုံးမောင်းဟောက်နောက်ပဲကြပါတယ်သူရဲ့အောက်မှာသူရဲ့ဘေဘက်ကပါဝါခွာ ဖြစ်တည်တော့ဒီဘက်မှာပေါဝါကွားဘူးပဲပြီးတော့ပါနင်နောက်ကိုးလေးနဲ့တတိယပြိမာလေးအဲ့လိုပါပဲအောက်မှာပေါဝါခွားပါကိုးလေးနဲ့ဒီဘက်မှာလည်းရှင်နှလုံးမောင်းနောက်ပိတ်ကျထားပါတယ်ကိုးလေးနဲ့အောက်မှာပေါဝါခွားဖြစ်တည်တော့ဒီဘက်မှာပေါဝါခွားဆိုပြီးတော့ကျွန်တော်၃လေးရှိပေကိုပဲယူထားပါမယ်အဲ့တော့ကျွန်တော်တို့ ဒါရှစ်လေးသုံးဝန်ကျင်ဖြစ်နိုင်ရည်ရှိတာကိုကျွန်တော်ပြခြင်းပါတယ်အဲ့ဒါတော့ဒါနှစ်ထိပ်စီပထမပရင်တည်ပါတယ်သူရဲ့ဒီညာဘက်နဲ့မှာကျွန်တော်တို့ဒါကျွန်တော်တုံရတိတိကိုပတ်လေကိုလိုက်ထားတာဖြစ်ဒီတွေ့ဒါဒီမှာကျွန်တော်တို့အောက်မှာဒါလေးနှလုံးနဲ့ ရိငါသူပေးထားပါတယ်တော့နှစ်ထည့်ရဲ့ဒီညာဘက်နှစ်မှာလဲကျွန်တော်တို့ဒီမှာသုံးနှလုံးနဲ့ပရိလေးဆိုပြီးပေးထားပါတယ်ဒါနှစ်ထည့်ရဲ့အနှစ်ထည့်ပထမပရိနှစ်ထည့်ပထမပရိတဲပြီးတော့သူ့ရဲ့ညာဘက်နှစ်မှာကျွန်တော်တို့ဒါလေးနှလုံးနဲ့ပရိငါကိုပေးထားပါတယ်နှစ်ထည့်ဒုတိယပရိရဲ့ ရာဘက်နှစ်မှာဒါ၃နှလုံးနဲ့ဗရေးလေးကိုသူပြေးထားပါလေနေ့တွေစီတရီယာဖရင်ရဲ့ညာဘက်နှစ်မှာကျွန်တော်ဒီမှာနှစ်နှလုံးနဲ့ဗရေးသုံးကိုပြေးထားပါလေနေ့တွေစီညာဘက်နှစ်ရဲ့ဒီဘက်မှာကျွန်တော်တို့ကျွန်တော်တုံချမ်းတိတိတူပတ်လေကိုလည်းလိုက်ထားတာဖြစ်ဒီအတွက်ဒါဒီပွဲမှာကျွန်တော်စောစောကပထမအရင် တော့ကျွန်တော်တင်ခဲ့ဘူးတဲ့ page home တွေမှာလည်းဒီဂျင်လောက်ကိုကျွန်တော်မှတ်ထားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှင်တော့ကျွန်တော်3.1တက်အာကိုဒီမှာမှတ်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော် line နေတာဖြစ်သည့်အတွက်ရခုပွဲမှာဒါရှင်းလေးသုံးဝန်းချင်းလေးကိုကျွန်တော်ပြချင်ပါတယ်အဲ့ဒါတော့နှစ်ထိပ်ပထမပရိတဲပါတယ်သူရဲ့ညာဘက်နှစ်မှာကျွန်တော်တို့ဒါ ခုနပြောတဲ့လေးနှလုံးပရိငါရဲ့ပြီးမယ်ဆိုလို့ရှိရင်သူ့ရဲ့ထက်တပင်တပင်သုံးပင်မှာဒီနော်ဆုံးလုံးမောင်းရင်ကကိုးဆိုပြီးတော့ပုံနေတယ်ပါတယ်အဲဒီကဏ္ဍလေးစီသူ့ရဲ့ဒီဘယ်ဘက်တပင်နှပင်သုံးပင်ကဒီမှာကျွန်တော်စွဲထားတဲ့ချောရှင်ကဝန်းကြီးရိုက်ပါတယ်အဲ့လိုရိုက်ပြီးတာရဲ့အောက်မှာဒီနှစ်ခုနဲ့ဆိုတော့ကဏ္ဍလေးစီသူ့ရဲ့ဘယ်ဘက် တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ကဒီကဏ္ဍလေးကိုကျွန်တော်ယူထားပါတယ်ဒါဒီ9 6ဒီဒါဒီမှာဝန်ချင်းပေးတယ်လို့ကျွန်တော်ယူဆထားပါတယ်အဲ့လိုဝန်ချင်းပေးခဲ့မှဆိုလို့ရှိရင်တော့ဒါသူ့အောင်မှာဒါလေးနှလုံးနဲ့ပရိငါအဲ့ဒါဒီကျွန်တော်ယူဆထားတာကတော့ဒါ2 9ကအာဒီလေးနှလုံးနဲ့ပရိငါဖြစ်သည့်အတွက်ကျွန်တော်တို့အထက်က ဝမ်းကျင်လေးဒီသူ့ရဲ့ဘေဘက်ကတစ်ချိန်၊၂ချိန်၊၃ချိန်၊၄ချိန်၊၅ချိန်ရဒါခုနှစ်ချောင်းကဝမ်းကျင်ပေးတယ်လို့ပဲကျွန်တော်အနေနဲ့တော့ယူဆတာပါတယ်အဲ့လိုကြပြီးပေးကြလို့ပေးခဲ့ပြီးမှလေးနှလုံးနဲ့ပရင်ငါးကိုပေးတယ်လို့ယူဆတာပါတယ်နောက်ဒုတိယနှစ်နှစ်ထိပ်စီဒါကျွန်တော်တို့ဒုတိယပရင်တဲပါတယ်နှစ်ပိမှတဲပြီးတော့သူ့ရဲ့ညာဘက်နှစ်မှာဒီ၃နှလုံးနဲ့ ပရိလေးပေါ့ခုနကဒါလေးနှလုံးနဲ့ပရိကအခုသုံးနှလုံးနဲ့ပရိလေးသူ့ရဲ့ထက်မှာတပင်တပင်သုံးပင်မှာအဲသုံးနှလုံးနဲ့ပရိလေးကြောက်ရမယ်ဆိုလို့ရှိရင်သူ့ရဲ့ထက်တပင်တပင်သုံးပင်မှာတော့သုံးလုံးပေါင်းရင်၃ညာ2ခွန်6လို့ပုံနေသေးပါတယ်ဒီ6လေးခွန်လေးစီတပင်တပင်သုံးပင်ဒါလေးလေးခွန်ကဒီ1ချင်းလို့ ပေးထားပါတယ်သူ့အောက်ကဒါ၄သုံးချက်လေးစီသူ့ရဲ့ဘေဘက်နဲ့ကတစ်ချိန်၂ချိန်၃ချိန်၄ချိန်ဒီ၈သုံးညာလေးဝန်းချင်းရိုက်ပြီးမှအာဒီ၃နှလုံးနဲ့ပြေးလေးကိုကျွန်တော်ပေးတယ်လို့ကျွန်တော်အနေနဲ့ယူဆထားပါတယ်စောစောကကျွန်တော်တို့ဒါ၄နှလုံးနဲ့ပြေးငါးစီသူ့ရဲ့ထက်ကနှစ်ခုနဲ့ဒီသူ့ရဲ့ဗမနစ်ကတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်ဝန်ချိန်ပေးပြီးတော့ဒါ၄နှလုံးနဲ့ပြင်ငါ ဖြစ်သည့်အတွက်သူ့ရဲ့ဘေဘက်က1 2 3 4 5ဒါ9ရောက်ဒီမှာဝန်းကျင်ပြီးပြီးလေးနှလုံးနဲ့ပရင်းကကြရတယ်လို့ယူဆတာပါခင်ယခုဒုတိယဒါ2တည်းတည်းဒီမှာ3နှလုံးနဲ့ပရင်းလေးပြီးတော့မယ်ဆိုလို့ရင်သူ့ရဲ့ထက်မှာတပင်တပင်သုံးဝင်မှာနောက်3လုံးပေါင်းခြင်းကပုံသေးကျွန်တော်တို့ကိုးလို့ရိုက်တာပါတယ်ဒီကိုးလေးခွန်လေးစီတပင်တပင်သုံးဝင်သူ့ရဲ့ဒီဘက်မှာကျွန်တော်တို့လေးလေးကော ဝန်ကြီးပေးထားပါတယ်။အဲ့ရင်အောက်မှာ၄သုံးချီလေးစီသူ့ရဲ့ဘဘက်ကတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ဒါကနန်းဝန်ကြီးပေးထားဖြစ်သည့်ဖြစ်ပြီးပေးပြီးမှသူ့ရဲ့အောက်မှာသုံးနှလုံးနဲ့ပရိလေးသုံးထားတယ်လို့ကျွန်တော်အနေနဲ့တော့ယူဆထားပါတယ်။နောက်တတိယပရင်ဖြစ်တဲ့ကျွန်တော်တို့နှစ်ပိတ်မှာနှစ်ထည့်စီလို့တတိယပရင်နဲ့တဲပါတယ်။သူ့ရဲ့ညာဘက်နဲ့မှာဒါနှစ်နှလုံးနဲ့ပရိသုံးလို့ ါပြီးပါတယ်သူရဲ့ထက်မှာတပင်တပင်သုံးဝင်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီနောက်ပေးလေးတွေဒီ999ဒီ9ပုံတွေရိုက်ပါတယ်အဲ့နောက်ပေးသုံးလုံးပုံချင်းဒီ9ပုံတွေရိုက်ပြီးတော့ဒီ999ဆိုတဲ့ခဏလေးစီသူရဲ့တပင်တပင်သုံးဝင်အောက်ကဒီ599ဆိုတဲ့ခဏကဝန်ချင်းလှမ်းရိုက်ပါတယ်သူရဲ့အောက်မှာကြားတဲ့ခဏကဒီသူရဲ့ဗမက်နဲ့ကတပင်တပင်သုံးဝင်ဒီ90ဝန်းချင်း ပေးတယ်လို့ကျွန်တော်အနေနဲ့ယူဆတာပါတယ်အဲ့အောက်မှာဒါညနှလုံးနဲ့ပရိသုံးလို့ပေးတယ်လို့ကျွန်တော်ယူဆတာပါတယ်နောက်စရိုဒရဖရင်ဖြစ်တဲ့ဒါနှစ်ပိတ်မှာနှစ်ထည်စီဆိုပြီးစရိုဒရဖရင်တည်ပါတယ်သူရဲ့ညာဘက်နှစ်မှာကျွန်တော်တို့ဒီမှာဒီချိန်မှာကျွန်တော်တုံညာတက်တက်ပက်လေကိုကျွန်တော်မှန်းထားပါတယ်အဲ့ရဲ့အထက်တပင်တပင်သုံးပင်မှာ ကျွန်တော်တို့နောက်ပိတ်သုံးလုံးပေါင်းခြင်းဟာ6 8 9လို့ပုံနေတဲ့ပါတယ်ဒီ1 5ဒီဘယ်ဘက်တပင်းတစ်ချိန်တစ်ချိန်သုံးချိန်အောက်ကဒီ9လေးလေးရဝန်းချင်းလှန့်ရိုက်ထားပါတယ်အဲ့တော့သူ့အောက်မှာကြမဲ့ကဏ္ဍဒီသူ့ရဲ့ဘယ်ဘက်ကဘယ်ဘက်နှစ်က4လေးသုံးဝန်းချင်းလို့ကျွန်တော်အနေနဲ့ယူဆထားပါတယ်အဲ့တော့ဒီအောက်မှာပဲအဲဒီကလူရဲ့4လေးသုံးဝန်းချင်းပေးပေးမယ်ပေးပေးရဆိုလို့ရှင်တော့ သူ့အောင်မှာဒါကျွန်တော်သုံးချမ်းတိတိကိုမှန်းထားပါတယ်ဒီမှာကျွန်တော်တို့ပြန်ပြီးတော့တိချကြည့်လိုက်ရင်လေသူလုံငန်းလုပ်ရတာလေးဒီဒီမှာကျွန်တော်တို့ထိတ်တူထိတ်လို့ဒါပြန်ရိုက်ထားပါတယ်ဒါနေ့တွေဒီပုံတွေတည်တယ်ဒီမှာကျွန်တော်တို့သုံးချထိတ်တူထိတ်ရဲ့ဒီဘက်မှာဒါလေးနှလုံးနဲ့ပရင်ငါးသုံးနဲ့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြလိုက်ပါတယ် အဲသူလေးနှလုံးနဲ့ပရိငါရဲ့တပင်တပင်သုံးဝင်မှာကျွန်တော်တို့နော်ဘေးသုံးလုံးပေါင်းရင်းကိုလို့ပုံစံတည်ပါတယ်ဒီငန်းစီသူရဲ့တပင်တပင်သုံးဝင်အော်ကာ6ချက်ကဝင်ရင်းလှမ်းပေါက်ပါတယ်အဲလိုပေါက်ပြီးတော့ဒါကျွန်တော်ယူဆထားတာကတော့ဒီမှာကြာလာတဲ့ဒီနှစ်ခွန်းတွေဒီသူရဲ့ဘေဘက်1 2 3 4 5 6ချက်ဝင်ရင်းဆိုပြီးကျွန်တော်အနေနဲ့ယူဆထားပါတယ်ဒုတိယကျွန်တော်တို့ နှစ်ပိတ်မှာကျွန်တော်တို့ဒုတိယပတင်းပြည့်တဲ့နေ့ထိပ်စီတည်ပါတယ်သူရဲ့ညာဘက်နှစ်မှာလည်းဒီမှာကျွန်တော်တို့ထိတ်ထူထိတ်ရဲ့ဒီဘက်မှာဒါသုံးနှလုံးနဲ့ဗိလေးဆိုပြီးသုံးတာပါတယ်သူရဲ့တပင်တပင်သုံးမြင်မှာဒီနောက်ဘေးသုံးလုံးပေါင်းခြင်းကိုလို့ပုံပုံနေတည်ပါတယ်ဒီကိုလေးခွန်လေးစီတပင်တပင်သုံးမြင်အောက်ကလေးလေးကိုစီတာဝန်းခြင်းလှန့်ရိုက်ပါတယ် သူ့အောင်မှာကြလာတဲ့ဒီ၄သုံးရှိလေဒီသူ့ရဲ့ဘယ်ဘက်နဲ့ကတပင်၂ပင်၃ပင်၄ပင်က၈တုံညာလေးဝန်းကြီးပေးတယ်လို့ကျွန်တော်နေနေယူဆတာပါနဲ့အဲ့လိုကြပြီးမှဆိုလို့ရှိရင်တော့ဒီထိတ်လူတွေရဲ့ဒီဘက်မှာဒါ၃နှလုံးနဲ့ပရိလေးဆိုပြီးပေးတယ်လို့ကျွန်တော်နေနေယူဆပါတယ်။နောက်နှစ်ပိတ်မှာကျွန်တော်တို့နှစ်ထေစီလိုတက်တဲ့ပရင်တွေပါတယ်။သူ့ရဲ့ညာဘက်နှစ်မှာလည်းအဲ့လိုပဲ။ ဒီထိတ်တူတွေရဲ့ဒီဘက်မှာဒါနှစ်နှစ်ကိုနှစ်နှလုံးနဲ့ပရိသုံးပြီးဆိုပြီးတော့ကျွန်တော်နေယူဆတာပါတယ်သူ့ရဲ့ထက်တပင်တပင်သုံးပင်မှာနောက်ပြီးသုံးလုံးပေါင်းရင်ကိုးဆိုပြီးတော့သူကပုံနေတယ်ပါတယ်အဲ့ငါးငါးကိုးစီတင်းနှစ်သုံးမှာလင်းငါးကိုးဝန်းကျင်လှမ်းရိုက်ပါတယ်သူ့အောက်ကဒီမှာကြာလာတဲ့ဒီကနန်းလေးတွေသူ့ရဲ့ဘက်ဘက်ကတပင်တပင်သုံးပင်ဒီဝန်းကျင်ကိုကျွန်တော်အနေနဲ့ယူဆအပ်ထားပါတယ်အဲ့အောက်မှာ ါနှစ်နှစ်ကိုဆိုပြီးနှစ်နှလုံးနဲ့ပရိကုသုံးဆိုပြီးပြတာပါတယ်။နောက်ကျွန်တော်တို့သရုပ်ရပရင်ဖြစ်တဲ့ဒါနှစ်ထိတ်စီသရုပ်ရပရင်ဖြစ်တဲ့နှစ်ပိတ်မှာတည်ပါတယ်။သူရဲ့ညာဘက်နှစ်မှာဒီမှာထိတ်ထူထိတ်ရာဒီမှာပဲနောက်ဆုံးအနေနဲ့ဒါပြတာပါတယ်။အဲထိတ်ထူထိတ်ရာဒီမှာကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြတာပါတယ်။သူရဲ့ဒီဘက်ဘေးလေးမှာဒါ၃ညတိတိပတ်လျာကျွန်တော် အကြောင်းမျိုးမျိုးအမျိုးမျိုးစုံစုံနဲ့ကျွန်တော်ရွေးတာပါတယ်ဒီနန်းကိုအဲ့တော့သူ့ရဲ့တပင်တပင်သုံးဝင်မှာ6859လို့ပုံနေတဲပါတယ်ဒါတီလေး9ဒီတပင်တပင်သုံးဝင်ဒီ9လေးလေးကဝန်ကြီးလှမ်းရိုက်ပါတယ်အဲ့တော့ဒီနန်းကနန်းဒီသူ့ရဲ့ဘယ်ဘက်နဲ့က843ဝန်ကြီးလို့ကျွန်တော်အနေနဲ့တော့ယူဆတာပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါပရိ3လေးဖြစ်နိုင်ခြေရှိတာကိုကျွန်တော် ပြမှာဖြစ်ပါတယ်ခွန်ဘေး၃ဘေး၅ဘေးပထမပရင်တဲပါတယ်သူ့ရဲ့အောက်မှာဒါဘရိတ်ခွန်ပေါ်ယိုးကြည့်လိုက်ဒါခွန်ဘေး၃ဘေး၅ဘေးဒုတိယပရင်တဲပါတယ်သူ့ရဲ့အောက်မှာယိုးကြည့်လိုက်ရင်ဘရိတ်ခွန်ပေါ်ခွန်ဘေး၃ဘေး၅ဘေးယိုးကြည့်လိုက်ရင်တော့ဘရိတ်ခွန်လို့ယူလို့ရပါတယ်ဒါမဲ့ကျွန်တော်ကနှစ်ခုပေါင်းချင်းရှစ်လို့ရိုက်မှာဖြစ်ပါတယ်ခွန်၃၅လို့ဇောင်းတယ်ပြီးတော့ဘရိတ်လေးနဲ့ဘရိတ်ခွန်နဲ့ပေါင်းရင်ရှစ်လို့ကျွန်တော်အနေနဲ့ယူလိုက်ပါတယ် ဒုတိယပိုင်းတည်ပြီးတော့ဒါ break တင်းနဲ့ break ခွန်နဲ့ဒီရှေ့လို့ကျွန်တော်အနေနဲ့ယူဆတာပါတယ်ဒါခွန်သုံးကတတိယပိုင်းတည်တဲ့အခါမှာလည်းဒါ break ငါးနဲ့ break သုံးနဲ့ဘောခဏနေပါ break သုံးဒီရှေ့လို့တဲရတာဖြစ်ဒီအတွက်ယခုဘက်မှာကျွန်တော်၃နှစ်ရှစ်ကိုရွေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်